ကဘာရွှေစေကွာရတဲ့ဘက်ပေါ့နော်ကျွန်တော်မေလအာတတိယဘက်အဖွင့်ရက်တလင်းနာနေကျွန်တော်မေလ16ရက်နေ့တရက်တာပဲဖြစ်ပြလာနေတဲ့ကဘာရွှေစေရက်နေ့ဒါကိုဒီဗီဒီယိုလေးမှာကျွန်တော်သုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်ဒီနေ့ကတလင်းနာနေဖြစ်တာဖြစ်တဲ့ခါမှာဒါကဘာရွှေ trader တွေအတွက်ပေါ့နော်2ရက်လောက်နားပြီးတော့အာမန်အပြင်းနဲ့ပြန်ပြီးတော့ရောင်းဝယ်လုပ်ရမယ်နေ့ပေါ့နော်အဲ့ဖြစ်တဲ့ခါမှာလက်ရှိမှာတော့ကဘာရွှေစေက အာမလတ်တော့ကျွန်တော်ဈေးထောင်တက်ခဲ့တယ်။အရှိမဈေးနဲ့နဲ့ပြန်ကျနေတယ်။ကမ္ဘာချွေဈေးရဲ့အနေထားကဒီနေ့တနိဒာတုံးအတွက်ဘယ်လိုလေးဆက်ဖြစ်နိုင်မလဲဆိုတာကိုကျွန်တော်တုံးတက်လို့ရအောင်လို့ကမ္ဘာချွေရဲ့ဈေးအသက်ကြာချက်လေးကိုကျွန်တော်တို့အရင်ဆုံးတွားကြည့်လိုက်အောင်ပေါ့နော်။ဟုတ်ပြီအဲ့ဒါကမနက်ခင်းမှာကမ္ဘာချွေဈေးကကျွန်တော်တို့အာ3200ဆက်နှစ်လောက်မှာဈေးဖွင့်လာခဲ့တယ်ခင်ဗျ။လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့ကျွန်တော်တို့3နှစ်6ခုထိတက်ခဲ့တယ်။မနက်ခင်းမှာကိုကျွန်တော်တို့က ပစ်30ပစ်40တော့တက်ခဲ့တယ်ပေါ့နော်ပြီးတော့အနေဆုံးနေနဲ့ဘယ်ထိကျခဲ့လဲမလဲဆိုတော့305ထိဈေးကျခဲ့တယ်ခင်ဗျအဲ့ရပြတဲ့ခါမှာကျွန်တော်တို့ကလက်ရှိကမ္ဘာရွှေဈေးရပါပေါ့နော်ကျွန်တော်တို့အာအပေါ်3နှစ်လေကို3နှစ်50ပြန်ထိပ်ပြီးတော့အစီအရာနေပြန်ကန်ကြလာတာလက်ရှိမှာ3210ဝန်းကျင်ရောက်နေပါတော့ကျွန်တော်တို့မနက်ခင်းနေပါတော့ပြီးခဲ့တဲ့အပတ်ကျတာပရင်းနေမနက်ခင်းမှာလေကပ္ပရွှေစရာတောက်လျှောက်တက်သွားတယ်ကျတာပရင်းတောက်ဘုဒ္ဓဝုနေညဆိုကျတာပရင်းနေညတောက်ကြနေမနက်ခင်းပါတော့ကျတာပရင်းနေညနဲ့တောက်ကြနေမနက်ခင်းမှာတောက်လျှောက်တက်ပြပြီးတော့ ပြန်ထိုးကြခဲ့တယ်ပေါ့အခုလည်းဒီတိုင်းပဲကျွန်တော်တို့တရင်းနာနေမနက်ခင်မှာဈေးရထောင်တက်သွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဟာဈေးတက်ပြီပဲဆိုပြီးတော့ကျွန်တော်တို့3နှစ်30အထက်တို့3နှစ်40အထက်တို့မှာလိုင်းဝယ်တဲ့သူတွေကျွန်တော်တို့ဒီမှာအမြင့်ဈေးမှာအဝယ်ကြံခဲ့မှာဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်ကသတိထားမှာကမနက်ခင်းအာရှဈေးကွက်အချိန်ဒီမှာပေါ့နော်ကျွန်တော်တို့ကတစ်ခါလေးဈေးဆွဲတင်သွားရရှိအဲ့ဈေးဆွဲတင်မှာကျွန်တော်တို့ကဈေးကွက်အနေထားကိုတေချာမတုံးတက်ဘဲနဲ့တွားဝယ်မိတဲ့ဆိုရင်ကျွန်တော်တို့က ဆုံးရှုံးမှုနဲ့ကြုံရနိုင်ပါတယ်။အမနခင်အစောကြီးပြားဈေးတက်သွားလို့ဆိုပြီးတော့အမြင့်ဈေးမှာတောင်းဝယ်မိတာမျိုးနိပညာပိုင်းကအတိပြုချက်မဆောင်ဘဲနဲ့တောင်းဝယ်မိတာမျိုးဆိုရင်ကျွန်တော်တို့က risk များနိုင်ပါတယ်ခင်ဗျ။အဲ့ရလေးကိုသတိထားဖို့လိုအပ်ပါတယ်။လက်ရှိကပားရွှေဈေးကကျွန်တော်တက်မလာကြမလာကျွန်တော်မေးမယ်ဆိုရင်တော့ကျွန်တော်ကတော့တက်မလာကြမလားဆိုတာထက်ကျွန်တော်ကတော့ကပားရွှေဈေးကဈေးငိမ်တက်အနေထားပြီးမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်။အဲ့ဒါဖက်တဲ့ခါမှာပြီးခဲ့တဲ့ကျွန်တော်တို့မနေ့တုန်းကပေါ့နော်မနေ့တုန်းကကျွန်တော်ဒီတစ်ပတ် ုံသက်ချက်တဲ့ဗီဒီယိုထဲမှာပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ဒီတပတ်တအောင်ကပ္ပရွှေစည်းကိုကျွန်တော်ဇင်းငိမ့်တဲ့အနေထားပြီးမယ်လို့မှတ်ထားတဲ့အခုဒီနေ့တနင်္လာနေ့တနိဒာကပ္ပရွှေစည်းကိုလည်းကျွန်တော်ဇင်းငိမ့်တဲ့အနေထားကျွန်တော်ပြီးနိုင်တယ်လို့ကျွန်တော်တုံသက်ထားပါတယ်ဈေးတက်တယ်ကျတယ်ဆိုတာပဲနော်အဲ့ဒါဖက်တဲ့ခါမှာကျွန်တော်တို့ကအပေါ်ဈေးအောက်ဈေးကိုဘယ်လိုတတ်မှတ်မလဲအပေါ်ဈေးအောက်ဈေးကိုဘယ်လိုတတ်မှတ်မလဲလို့မေးမယ်ဆိုရင်ကျွန်တော်အချိန်တနားရဲ့အတိုင်းအတာနဲ့ကျွန်တော်တွေ့ကြည့်လိုက်ပါကျွန်တော်တို့ အချိန်တနာကြီးအတိုင်းတာနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အပေါ်ဈေးကိုကျွန်တော်ကဒီတက်လောက်တတ်မှတ်လို့ရပြီဗျာဒီဝင်းကျင်ပေါ့လား3.50ဟုတ်ပြီအောက်ဈေးကိုကြာတော့ကျွန်တော်တို့ဒီဝင်းကျင်တတ်မှတ်လား3.30ဆိုကြပါတော့3.60ပဲဆိုကြပါစို့3.60ဝင်းကျင်အဲ့ဒါပြတ်ကံမှာဒီနေ့ကဘာရွှေစီယာဒီချားမှာပဲ အသက်ကြပြေးမယ်လို့ကျွန်တော်တို့သုံးသပ်ထားပါတယ်အဲဒီအပေါ်ဖောက်တက်ပို့ဟိုဒီ360အောက်ဖောက်ကြပို့ကတော့ chance နဲ့လို့ကျွန်တော်ပြောလို့ရပါတယ်ဒါမှမဟုတ်ခါလင်းဈေးဆွဲတင်သွားမျိုးရှိတတ်တယ်ဘာလို့ဘာလို့လဲမဲ့ဆို360နာဒီတစ်ချိန်နှစ်ချိန်နှစ်ချိန်လောက်ရှိပြီဖြစ်တဲ့အခါမှာဒီတစ်ချိန်မှာတက်ရင်ကျွန်တော်တို့က360အပေါ်ဖောက်ဖောက်တက်တရောင်ပြပြီးမှဈေးပြန်ဆွဲချသွားမျိုးကျုံရနိုင်တယ်ဟုတ်ပြီအဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်အပေါ်ဈေးတန်းဆုံးကိုကျွန်တော် range လေးနဲ့ကျွန်တော်ပြပေးမယ် ်ည်3.80ပေါ့ဗျာဒါဆိုရင်3.80ဟုတ်ပြီ3.80ခုနစေပါ3.50နဲ့3.80ကြဈေးတန်းစုံကိုကျွန်တော်အပေါ်ဈေးတန်းစုံလို့တတ်မှတ်ခြင်းနဲ့ပြီးအောက်ဈေးကိုလည်းကျွန်တော်ဈေးတန်းစုံနေနဲ့ကျွန်တော်တတ်မှတ်ခြင်းနဲ့3.60နဲ့3.50ပြ50ကြပြ3.60နဲ့3.50ကြဈေးတန်းစုံလို့တတ်မှတ်ခြင်းနဲ့ အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကဒီနေ့အတွက်ပေါ့နော်ကျွန်တော်ရောင်းမဲ့ဈေးနဲ့ဆိုဆိုရင်3.50နဲ့3.80ကြားမှာရောင်းပါခင်ဗျဖြစ်နိုင်တော့3.80နာကန်ရင်တော့ပိုကောင်းတာပါနော်ဘာလို့လဲမြင်မဲ့ဆိုရင်ကျွန်တော်တို့ကအဲ့3.50ဈေးနဲ့ကိုစမ်းတာနှစ်ကြိမ်ရှိပြီဖြစ်တာပတ်သက်ခါဒီတစ်ခေါက်ပြန်အသက်မှာလည်း3.50နာမှာရောင်းမဲ့လူတွေတန်းစီနေပါပဲအဲ့ဒါကိုဈေးကွက်ကလည်းတိတယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်အပေါ်ဆွဲတင်သွားဥပမာ3.50အသက်3.60 3.80အသက်ဆွဲတင်သွားတဲ့ခါမှာ ဲ့3.50စေတနာအယောင်သမားတွေရဲ့အရှုံးပိုင်းစေတနာနေဖြီးပြီးတော့ပြီးမှပြန်ကြတာမျိုးကြုံရနိုင်တယ်ခင်ဗျအဲ့ဒါဖြစ်ကောင်ကျွန်တော်ကတော့ဘယ်စေတနာရောင်းပါဆိုတာဒီ3.50နဲ့3.50ပေါ့နော်3.50နဲ့3.80ကြားစေတန်းစုံမှာရောင်းပါကိုကပူတိကြားခြင်းနဲ့ဆိုရင်ကန်တဲတွေကြည့်ပြီးဖြစ်စေနီးပညာပိုင်းရအတိပုချက်စောင့်ပြီးဖြစ်စေရောင်းလို့ရပါရောင်းလို့ရပါအဝယ်အတွက်ဆိုရင်တော့ကျွန်တော်ဒီ3.60နဲ့3.50ကြားစေတန်းစုံကိုရောက်ပြီဆိုရင် နီးပညာပိုင်းရအတိပုတ်သက်ဆောင်ပြီးတော့ပြန်ဝယ်လို့ရတယ်ခင်ဗျာဟုတ်ပြီဒါကျွန်တော်အပေါ်ဇင်းဆုံနဲ့အောက်ဇင်းဆုံပေါ့နော်အပေါ်ဇင်းဆုံမှာရောက်အောက်ဇင်းဆုံမှာဝယ်အလဲဇင်းတန်းနေမှာတော့ဒီအလဲဇင်းတန်းနေမှာကိုကအယောင်းဝယ်လောက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီဇင်းဆုံတစ်ခုကိုကျွန်တော်တို့ကတဝက်ပိုင်းလိုက်မယ်ပေါ့တဝက်ပိုင်းနေတာဖြစ်တဲ့အခါ3.50နဲ့3.60ကြာအဲ့ကြာကိုတဝက်ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်က3.205မှာကျွန်တော် တဝက်ရှိတယ်။တနည်းအားဖြင့်ကျွန်တော်လက်ရှိ stone support လို့ပြောလို့ရတယ်။3205အောက်မှာဒီနေ့တနည်းတာအတွင်းကဘာရွှေစေးအချိန်တနားဤအတိုင်းတာပိတ်စေးကျွန်တော်တို့ market ခေါ်ရ H1 bacon နဲ့ဖောက်ကြပြီးဈေးမပိတ်မချင်းကဘာရွှေကို3205နဲ့3205နာဝင်ချင်းမှာရေတိုပြန်ဝယ်လို့ရတယ်။အမြတ်ပိုင်းစည်းတန်းပြကျွန်တော်3:30လောက်ပေး။အရှုပ်ပိုင်းစည်းတန်းကတော့ကိုကပြ3200အောက်လောက်ပေးပေါ့ဗျာ။ တကယ်လို့တော့နေရငါအောက်မှာကဘာချွေစီပေါ့နော်အချိန်တနာရီအတိုင်းတာပိစေကျွန်တော်တို့ market ခေါ်ရ H1 ဘေကန်နဲ့စတက်နဲ့ပေါက်ကြပြီးဈေးပိတ်သွားရင်ရောပေါက်ချပြီးဈေးတွေသွားဈေးပိတ်သွားရင်တော့ရေတို့လိုက်ရောင်းပါ3.80လောက်ထိဈေးဆက်ကြနိုင်ခြေရှိပါတယ်ကျွန်တော်တို့မဖောက်ရင်ဒီ3905နာမှာဝယ်ဖောက်ရင်အချင်းချင်းတိုင်းတိုင်းတာပေးစင်းနဲ့ဖောက်ကြသွားရင်တော့လိုက်ရောင်းပေါ့နော်အဲ့ဂျာစီနဲ့နဲ့မှာလည်းအဲ့လိုအယောင်းဝယ်လို့လို့ရပါတယ် အာဒါမဲ့လက်ရှိရောက်နေရဗျာ3နှစ်3နှစ်တို့3နှစ်3တို့3နှစ်20တို့3နှစ်30ဇေနဲ့နေမှာတော့ကျွန်တော်တို့ကအယောင်ဝယ်မကြိုက်ဘူးပေါ့နော်ဘာလို့လဲမလဲဆိုကျွန်တော်ကတိကျတေကြတဲ့ဇေနဲ့မဟုတ်ဘူးလို့ကျွန်တော်သုံးသပ်မိလို့ပါအဲ့ဒါပထမကိုကအဲ့ဇေနဲ့နေမှာအယောင်ဝယ်လှုပ်ချင်တယ်ဆိုရင်လေကိုသုံးတဲ့နီးစနစ်တွေနီးပညာပိုင်းကနီးစနစ်တွေအေးသုံးပြီးတော့ကိုကအတီးပူချက်တွေစောင့်ပြီးတော့အယောင်းဝယ်လုပ်လို့ရပါတယ်။ဒါမှကျွန်တော်တခုမှကျင်တာကကပ္ပရွှေကို trade တဲ့အခါမှာဈေးတန်းတိုင်းမှာအယောင်းဝယ်ဖြစ်မှာမဟုတ်ပါဘူး။ကျွန်တော်က ဒီကဘာချွေ application ကိုဖွင့်ကြည့်မလိုက်တော့လက်ရှိ3နှစ်တစ်တစ်မှာရောက်နေတဲ့3နှစ်တစ်နှစ်မှာရောက်နေတဲ့အဲရောက်တဲ့ဈေးနှုန်းတွေမှာတွားပြီးတော့အယောင်းဝယ်လို့လို့မရဘူးခင်ဗျ။အာဒီဈေးနှုန်းကိုမြင်ပြီးလို့ဟာဒီဈေးနှုန်းမှာဝယ်လိုက်မယ်ဒီဈေးနှုန်းမှာရောင်းလိုက်တယ်ဆိုတာဒါကကဘာချွေ trader ကောင်းနေရဲ့လက္ခဏာရဲ့မဟုတ်ကဘာချွေ trader ဆိုတာရှင်းမှာလေကျွန်တော်တို့ဘယ်ဈေးမှာဝယ်တင်တယ်ဘယ်ဈေးမှာရောင်းတင်တယ်ဘယ်ဈေးကတော့ပြန်ကန်နိုင်တဲ့ဈေးနှုန်းဆိုဘယ်ဈေးကတော့ပြန်တက်နိုင်တဲ့ဈေးနှုန်းဆိုအဲ့အရာလေးကိုတေချာသုံးသပ်ပြီးတော့ဝယ်တင်ရောင်းတင်တဲ့ဈေးနှုန်းတွေကိုတေချာသတ်မှတ်ပြီးတော့ တစ်ဖက်ကအမြက်ပိုင်းစည်းနှံအရှုံးပိုင်းစည်းနှံတွေတိချသတ်မှတ်ပြီးအယောင်းဝယ်လုပ်တာမျိုးကိုဒါကျွန်တော်တို့ကဘာရှူ trader လို့ခေါ်ပါတယ်တွေ့တဲ့စည်းနှံတိုင်းမှာကျွန်တော်တို့သွားပြီးတော့အယောင်းဝယ်လုပ်လို့မရအောင်တိချတိချတဲ့စည်းနှံနေသတ်မှတ်ထားဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့ပြတဲ့ခါမှာကျွန်တော်ဒီနေ့တနေ့တာအပိတ်စည်းပေါ့နော်ဘယ်ပေါ်ပိတ်ခတ်ရင်ဈေးဆက်တက်နိုင်တယ်လို့မြင်မှာဆိုဒီနေ့တနေ့တာအပိတ်စည်းဒါဒီ3နှစ်5 sorry 3နှစ်50မဟုတ်3နှစ်80ဒီ3နှစ်80ဈေးနှံအထက်မှာဈေးပိတ်ခတ်ရင် ကမ္ဘာရွှေစီးဈေးအသက်ပြန်လာပါလိမ့်မယ်။၃နောက်300အထက်တိဈေးအသက်ဒီတပတ်တည်းမှာပြန်လာပါလိမ့်မယ်။အနည်းဆုံးပေါ့နော်။စံကျင်ဘက်နေနဲ့ကျွန်တော်ဒီနေ့တရက်တာကမ္ဘာရွှေစီးတာ3တင်50အောက်ပိတ်ခဲ့မယ်ဆိုရင်တော့ကမ္ဘာရွှေဈေးအကြအဆက်ကောင်းပါလိမ့်မယ်။ဒီတပတ်တည်းမှာကျွန်တော်တို့3300လောက်ထိဈေးအကြအဆက်ကောင်းနိုင်ပါတယ်။မဟုတ်ဘူးဆိုရင်တော့3.90ထက်လည်းမပေးဘူး3.50အောက်လည်းမပိတ်နိုင်ဘူးဆိုရင်တော့ကျွန်တော်ပြောရတဲ့အတိုင်းပဲ မနေ့ကတပတ်တာသုံးနှစ်ချက်တိုင်းမှာပြောရတဲ့အတိုင်းပဲ site way ဈေးညင်တဲ့လာရဆက်ပြီးတော့ဖြစ်နေပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့အဲ့ပထမကဒါကျွန်တော်ဒီပညာပိုင်းအသုံးသက်ချက်လေးပေါ့နော်အခုပြီးတော့ဒီနေ့မနေ့တက်သွားတာလေကျွန်တော် volume အားနည်းပါဒီမှာကြည့်လိုက်ပေါ့နော် volume ကခပ်ပပနဲ့ပဲတက်သွားခြင်းဖြစ်ပါတယ်အဲ့ဒါပြတဲ့ခါမှာကမ္ဘာရွှေဈေးကဈေးတက်လာကျလာဆိုတဲ့ဈေးညင်တဲ့အနေဒါပြီးနေတဲ့အနေဒါမျိုးကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီသတင်းပိုင်းအသွားကြည့်လိုက်အောင် ဒီနေ့ဘာသတင်းမှမရှိဘူးကျွန်တော်ဒီတစ်ပတ်သက်သတင်းကကျန်တာပြေးတောက်ကြတော့ပဲရှိတာဒေါ်လာအင်တက်ကြည့်မယ်ဆိုဒေါ်လာအင်တက်က100အထက်မှာပဲရှိနေတော့မယ်ဒေါ်လာအင်တက်လည်း100နဲ့100တိကျကျွန်တော်တို့ site weight ဈေးငိမ်တန်းပြင်းနေကဘာချွေလဲ Tony ၎င်းပဲမှန်တယ်အပေါ်နည်းနည်းဆွဲတင်သွားတာမျိုးတွေအောက်ကိုနည်းနည်းဆွဲချသွားတာမျိုးတွေကဘာချွေဘက်မှာရှိနိုင်တယ်ဒါပေမဲ့အပေါ်ဈေးနဲ့အောက်ဈေးတန်းကိုကိုကတိကျဖန်တတ်တယ်ဆိုရင်နီးပညာပိုင်းကတိကျအတိအကျစောင့်နေဆိုရင်ကျွန်တော်တို့ကအပေါ်ဈေးအောက်ဈေးအပေါ်ဈေးရောက်အောက်ဈေးဝယ်ပြီးရောက်ကျွန်တော်တို့ဒီတစ်ပတ်က အကျိုးမြတ်တေချာလေးရှာလို့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကဘာချွေစီကွက်မှာဘယ်ဟာမှကျွန်တော်100%မသိကြပါဘူးကျွန်တော်အခုစိမ့်ငိမ့်တက်လာရမှန်းထားတယ်ဆိုပေမဲ့တုံးတက်ထားတယ်ဆိုပေမဲ့လည်းသတင်းတခုထွက်လာလို့ဖြစ်စေတောင်းမဈေးကွက်အနေထားပြောင်းလဲသွားလို့ဖြစ်စေကျွန်တော်ရဲ့တုံးတက်ချက်ကလည်းမှားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မှမှားမဲ့ဆိုရင် risk management ဘယ်လိုလုပ်ရမလဲဆိုတာကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့ပထမကမှာဒူဂျီမင်းတို့အနေနဲ့လည်း ကိုကမဟုတ်ကျွန်တော်ကတုံးတဲ့ချက်တိုင်းလိုက်လို့ရောင်းမလို့ဆရာမလို့ကိုပါကိုကိုပိုင်းတုံးတက်ထားတဲ့အမြင်နည်းဥမာတတ်မှန်ကြမယ်တုံးတက်ထားအမြင်နည်းရှိတယ်ဆိုရင်အဲ့အဲ့တုံးတက်ချက်တွေတိုင်းရောင်းဝယ်လို့လို့ရတယ်ဒါပေမဲ့မှားသွားရင်ဘယ်လိုလုပ်မလဲဆိုရယ် risk management တော့တေချာလောက်ထားဖို့လွယ်ပါတယ်ကျွန်တော်တို့ကဘာရွှေအရောင်းဝယ်လို့တက်ခါမှာဘသူမှ100%မှန်အောင်မတုံးတက်နိုင်တယ်လို့100%မှန်အောင်လည်းအရောင်းဝယ်လုပ်နိုင်မှာမဟုတ်ပါဘူးအတိကကဘယ်ဟာကစကားပြောသွားလိမ့်မယ်ဆိုမှားရင် risk နဲ့အောင်ဘယ်လိုလောက်ထားတယ်လဲဆိုတော့ ဆုံးရှုံးနိုင်ခြင်းနည်းအောင်ဘယ်လိုလုပ်ထားသလဲဆိုတော့အဲ့ risk management ကဒါရည်ရှိမှစကားပြောသွားတာဖြစ်ပါတယ်အဲ့အချက်ကပဲအောင်မြင်တဲ့ကမ္ဘာရှိ trader နဲ့ကြာရှုံးတဲ့ကမ္ဘာရှိ trader ဆိုပြီးတော့ကွဲပြားသွားစေတာဖြစ်ပါတယ်အဲ့အပတ်ကောင်မှကျွန်တော်တို့ကရလေးသတိထားဖို့လိုအပ်ပါတယ်ပြီးတော့ဒီညမှာလည်းကျွန်တော်တို့အာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရုရှားသမ္မတဗလာဒီမာပူတင်ပြီးတော့အာကျွန်တော်တို့ယူကရိန်းသမ္မတဇီလင်စကီတို့ကျွန်တော်တို့ စကားပြောဖို့ရှိပါတယ်ဖုံးဆက်ပြီးစကားပြောဖို့ရှိတယ်ကျွန်တော်ခမန်းကြီးည9နာရီ9နာရီခွဲလောက်ဝင်းကျင်ပေါ့เนาะအဲ့ဒီဝင်းကျင်မှာစကားပြောဖို့ရှိတာဖြစ်တဲ့ခါမှာကျွန်တော်တတိထားဖို့လိုအပ်ပါတယ်အဲဒီညမှာသူတို့ရဲ့အနေထားပေါ်မူတည်ပြီးသူတို့ပြောတဲ့အနေထားတွေပေါ်မူတည်ပြီးတော့သူတို့ပြောတာ soft ဖြစ်တယ် soft ဖြစ်တယ်ဆိုတာ ACC ပြောတယ်ဆိုရင်တော့ကပ္ပရွှေစီကဒီစဉ်ငင်တန် flow time ပဲဆက်သွားဖို့များတယ်မဟုတ်ဘဲနဲ့ try ရဲ့သဘောသဘောတဘာပေါ့တခါလေသူ့ရဲ့အဝတီတိုင်းပြကျွန်တော်တို့ အာပြည်မင်းထန်တန်ကြီးပြောခဲ့လဲပူတင်တို့ဇီလင်စကီတို့ဘောင်းနဲ့ကျွန်တော်တို့စကားပြောတာအဆင်မပြေကတောက်ကဆဖြစ်ခဲ့တယ်ဆိုရင်တော့ကဘာရွှေဈေးကွက်ကိုသတိထားပါခင်ဗျဈေးအလုတ်ခက်ဂျန်နာမျိုးတွေဖြစ်သွားနိုင်ပါတယ်အဲ့ဘက်ကတတိညမှာတော့ကျွန်တော်တစ်ချက်သတိထားဖို့လိုအပ်ပါတယ်ပြီးတော့တလင်းနာနေညနေမှာအာဈေးအရန်ကြီးအလုတ်ခက်မဂျန်နာကျွန်တော်တို့နည်းနည်းလေးတော့ကြာပြီပေါ့နော်အဲ့ဒါပြသက်ခါမှာကျွန်တော်တို့ဒီတစ်ပတ်တတိနာနေမြန်မာမြန်ဈေးအလုတ်ခက်ကြမ်းကြမ်းနေမြင်ရမလား တင်းလန်းဒီမှာသူတို့စကားပြောဖို့လည်းရှိနေဆိုတော့အရာလေးကိုတတိထားပါဖြစ်ချင်းမှလည်းဖြစ်လာမှာပါဒါပေမဲ့တတိထားတာပိုကောင်းတာပေါ့နော်အဲ့လိုမျိုး risk များတဲ့အခြေအနေဆိုရင်ကျွန်တော်ကအရောက်ဝက်မလုပ်ပဲဈေးကွက်အခြေအနေကိုစောင့်ကြည့်ကြကျွန်တော်တို့အတွက်ပိုအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ရအခုဒီနေ့မီလာ19ရက်နေ့တနင်္လာနေ့တည့်ရက်သားတွေကဘာရွှေစီကွက်သုံးသက်ချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလို့သုံးသက်ချက်ဗီဒီယိုလေးကို app to take ကြည့်ကြနေဆိုရင်တော့ကျွန်တော်ရ YouTube channel လေးကို subscribe လုပ်တာကြပါပြီးတော့ကျွန်တော်စီမံဒီကဘာရွှေအရောက်ဝက်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံသတင်းတွေ တက်ရောက်လို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Messenger ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube Channel တွေကနေစုံစမ်းမိမျက်နိုင်ပါတယ်ခင်ဗျကပ္ပချွတ်ချွတ်တာအလုံးပဲကျွန်တော်တို့ဒီနေ့တက်ရတာအတွက်ကျွန်တော်ကပ္ပချွတ်စီတက်ကြောက်ကိုအထူးတတိထားရောင်းဝယ်လုပ်ပြီးတော့အကျိုးမြတ်များပါချနေကြပါစေဒီတပတ်တာအဖွင့်ကိုအကျိုးမြတ်နဲ့ဖွင့်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲဒီသုံးချက်ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်ညီကုန်းချုပ်ပြစေခင်ဗျ